ို့မှာကဘာကြီးကိုပြောင်းလဲစေနိုင်မယ့် idea တစ်ခုရှိတယ်။ဒါပေမဲ့ဘာလို့တခြားသူတွေကပဲအောင်မြင်သွားပြီးတော့ကိုကတော့အခန်းထဲမှာပိတ်မိနေရတယ်။ဒီမှာတော့ဇက်ကောင်နှစ်ယောက်ရှိတယ်။ဒီတစ်ယောက်ကအောင်အောင်သူ့မှာအရန်ကောင်းတဲ့ app idea တစ်ခုရှိတယ်။သူကတဦးပိုင်လုပ်ငန်းအနေနဲ့သူ့ရဲ့အကြံကိုစလုပ်တယ်။နောက်တစ်ယောက်ကတော့ Anthony လို့ခေါ်တယ်။သူ့မှာလည်းအောင်အောင်လိုပဲ app idea တစ်ခုရှိတယ်။ဒါမဲ့သူကအရင်ဆုံး private limited company ဆိုတဲ့ဖွဲ့စည်းပုံတစ်ခုကိုရှင်းနေနေအရင်ဖွဲ့စည်းလိုက်တယ် ပြီးတော့မှသူ့အကြံကိုစလုပ်တယ်။အောင်ကသူ့ရဲ့ app ကိုကြော်ညာဖို့ marketing လုပ်ဖို့သူ့ရဲ့9 to 5အလုပ်လစားတဲ့ဟာပတ်စံကိုစွတ်စွတ်ပြီးတော့မှသုံးရတယ်။တလောက်ကို customer အသစ်တယောက်တရာရတယ်။အောင်လုပ်ငန်းကလည်းတဖြည်းဖြည်းချင်းနဲ့ကြီးထွားလာတယ်။အန်တနီကကြတော့သူတို့ရဲ့ corporation ဖွဲ့စည်းပုံ investor တွေစီယူသွားတယ်။ပြီးတော့ဒါကျွန်တော်တို့ရဲ့ company နဲ့ business plan ပဲ။ဒီ company ရဲ့အနာဂတ်ဆက်ရခိုင်တော့ဝင်မလားလို့မေးလိုက်တယ်။ investor တွေကသူ့ရဲ့ business plan ကိုကြိုက်တယ်သဘောတူတယ်သူ့ company တွေကိုလုပ်ငန်းချဲ့ထွင်ဖို့ဆိုပြီးတော့လောင်စာအနေနဲ့ဒေါ်လာတန်းတရာထည့်ပေးလိုက်တယ်အဲဒီမှာဆိုရင်သင်ငန်းစာရှင်းပါတယ်အခု share တွေပတ်စံတွေလိမ်ပြင်းနေဆိုရင်ကိစ္စတွေကလည်းတဦးပိုင်လုပ်ငန်းတွေမှာပဲသွားထည့်လို့ဖြစ်တာတကယ် investor တွေကကြတော့လူတယောက်ကိုယုံကြည်ပြီးတော့ပတ်စံတန်းတရာချမပေးဘူးသူတို့ကတရားဝင်ပိုင်ဆိုင်လို့ရတဲ့ share ခွဲရောက်လို့ရတဲ့တရားဝင်ဖွဲ့စည်းပုံ legal entity ကိုပဲပတ်စံပေးတာ တော့ Anthony ဆိုတဲ့ကောင်လေးကအမှန်တော့အခုစီးနေကြတဲ့ Grab ကိုတီထောင်ထားတဲ့သူပဲ။အဲ့မှာဂိမ်းကပြီးသွားပြီ။အောင်းအောင်ရဲ့ idea ပိုကောင်းနေတော့မှလောင်စာအပြည့်ရှိနေတဲ့ Anthony ကိုရှင်းနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့တခုရှိတာအဲ့ဒီလောင်စာကပဲမီးလောင်နိုင်စွမ်းလည်းရှိနေပြန်တယ်။အဲ့တော့နောက်ဗီဒီယိုမှာ Steve Jobs ကသူကိုယ်တိုင်ထောင်ခဲ့တဲ့ကုမ္ပဏီကနေဘလို့အလုပ်ထုတ်ခံခဲ့ရလဲဆိုတာပြောပြပေးမယ်။